မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 19ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို9ရက်ဇက်တိုင်60မမဘုံဒီ41လုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာစစ်ခွေး10ကောင်တိုက်ဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ23ရက်နေ့ကနေပြီးတော့ဩဂတ်စ်လ18ရက်နေ့အထိကော့ဂရိတ်မြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကဂျင်းမာတရွာမှာအင်အား80လောက်နဲ့အထမ်းချတပ်ဆွဲထားတဲ့အချိန် KNDO ပူးပေါင်းအဖွဲ့များနဲ့ FRF ရဲဘော်များက60မမလက်နက်ကြီး40တလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား10ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့ပြောပါတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်ဒေါ်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးအင်အားကအယောက်80လောက်ရှိပါတယ်လက်ရှိအချိန်ထိစစ်ခွေးတွေဘက်ကလေချောင်းကိုတုံးပြီးတော့တိုက်ခိုက်နေပါတယ်ဩဂတ်စ်လ23ရက်နေ့ကနေ18ရက်နေ့အထိပြစ်ခတ်ခဲ့ပါတယ်လက်နက်ကြီး40လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလက်ရှိအချိန်ထိကိုတိုက်ပွဲတွေပြင်းထန်နေသေးပါမြမတို့အဖွဲ့က60မမလက်နက်ကြီးကိုထုတ်ပါတယ်ကိုတိုင်လဲရှေ့ကိုထုတ်ပြီးတော့ထွက်ပြစ်ပါတယ်ဆွေခွေးတေဆုံးမှုကခံမှန်းကြီး10កောင်ကျော်လောက်ရှိမယ်ဒီကိမ့်မှုအများပြားရှိပါတယ် KNDO နဲ့ပူးပေါင်းပြီးတော့တိုက်တာပါ FRF ကထုတ်လုပ်ပြီးတော့ KNDO နဲ့ပေါင်းတိုက်တာပါလို့ Federal Revolution Force FRF ကတာဝန်ရှိသူကရှင်းပြထားပါတယ်။လက်ရှိအချိန်ထိ Concrete မြို့နယ်အတွင်းထိတွေ့တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့နေစဉ်ဘုံကျဲတိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာအကြမ်းဖက်စစ်ခွေးတပ်ကနန်းစီဒီယံဝန်ထမ်းများကိုဆင့်ခေါ်ပြီးတော့ရှမ်းဝစ်စုံတွေဝေခိုင်းပြီးရှမ်းအလံထောင်ကိုင်းက TNLA နဲ့ MNDAA ကိုဆန္ဒပြခိုင်းမှုအပေါ်ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ ် RCSS SSC ကတရားဝင်ကန့်ကွက်ကြောင်းကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံပါစစ်ခွေးတက်ကရှမ်းပြည်နယ်တောင်ပိုင်းကွန်ဟင်းမြို့နယ်မိုင်းပန်မြို့တို့မှာမနေ့ကမနက်ပိုင်းကဒေသခံပြည်သူများနဲ့နန်းစီဒီယံဝန်ထမ်းများကိုအတင်းကျပ်စစ်ခေါ်ခိုင်းပြီးတော့ TNL နဲ့ MNDAA အလို့မရှိကြောင်းဆန္ဒပြခိုင်းခဲ့တယ်လို့သိရပါဗျ။ရှမ်းတောင်ပိုင်းမှာကဘာတိုက်ပွဲမှမရှိပါဘူး။နောက်တစ်ခုက သူတို့စစ်ခွေးတပ်ကဝန်ထမ်းတွေကိုခေါ်ပြီးတော့ရှမ်းပြည်အလံထောင်ခိုင်းတယ်ရှမ်းဝက်စုံတွေဝေခိုင်းပြီးတော့ DNL နဲ့ MNDA အလို့မရှိဘူးဆိုပြီးတော့စာနာပြခိုင်းတယ်ဒါကရှမ်းပြည်သူလူထုတွေမဟုတ်ဘူးသူတို့ရဲ့ဝန်ထမ်းတွေပါပြိပကဖြစ်အောင်တမင်ကိုဖန်တီးနေတာကျွန်တော်တို့ရှမ်းတွေကိုအမြင်မအောင်လို့လုပ်နေတာကျွန်တော်တို့ RCSS SSC အနေနဲ့ဒါကိုတရားဝင်ကန့်ကွက်ပါတယ်လို့ RCSS SSC အတွင်ရေးမှုနဲ့ဘုံမှုဆိုင်ခမ်းဆိုင်ကတရင်ပေးဖို့ပြောကြားထားပါတယ် စစ်တပ်ကကံကွက်မှုများလှုပ်ဆောင်နေတယ်ရှမ်းတောင်ဒေသမှာဘာတိုက်ပွဲမှမရှိဘူးလို့ပြောပါတယ်စစ်တပ်ကဆန္ဒပြပွဲများကိုရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့မြို့နယ်တိုင်းလုံးလုံးမှာလှုပ်ဆောင်ရန်ဖိအားပေးစေခိုင်းနေတယ်လို့သိရပါတယ်အခုလိုလှုပ်ဆောင်မှုများဟာပြိပခများကိုစစ်ခွေးတပ်ကရည်ရွယ်ချက်ရှိရှိနဲ့ဖန်တီးနေခြင်းဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ် RCSS SSA ဟာ စစ်တပ်နဲ့ NCA တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ်လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီးတော့ຫນွေဦးတော်လိုင်းရေးမှာပါဝင်ခြင်းမရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။စစ်တပ်ကလှုပ်ဆောင်နေတဲ့ TNLA နဲ့ MNDAA ကိုဆန္ဒပြပွဲများဟာရှမ်းပြည်သူလူထုရဲ့ဆန္ဒမဟုတ်ဘဲပြိပခဖြစ်စေရန်တမင်ဖန်တီးနေမှုအဖြစ် RCSS SSA ကအများပြည်သူကိုသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့2025ခုနှစ်အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဘောလုံးပွဲကိုတက်ရောက်သွားတဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကိုချန်ပီယံဆုရယူပြီးတော့နိုင်ငံဂွန်ကိုဆောင်းရန်အာနာသိအကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကမှာချလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာအမျိုးသမီးအသင်းဟာဩဂတ်စ18ရက်နေ့ကရှင်ပြိုင်ခဲ့တဲ့အာဆီယံပြိုင်ပွဲအချို့ဘောလုံးပွဲမှာ ထိုင်းနိုင်ငံရဲ့အသင်းကိုနှစ်ကိုးတကိုးနဲ့အနိုင်ရရှိခဲ့ပြီးတော့ဘိုလူဘွဲကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဘိုလူဘွဲကိုတက်ရောက်သွားတဲ့မြန်မာအမျိုးသမီးအသင်းကိုစစ်ခွေးတပ်ကစုချင်းငွေအမေရိကန်ဒေါ်လာ3000ချိမြင့်ပြီးတော့ဘိုလူဘွဲဆင်မှာနိုင်ဘွဲအတွက်ရေကုန်ရေခန်းအစွမ်းကုန်စူးစမ်းရှင်းပြပြီးတော့နိုင်ငံဂုံကိုဆောင်ကြရန်အာနာသိန်းစစ်ခွေးခေါင်းဆောင်ကတိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။ဘွဲဆင်ဒီအားလုံးရှုံးဘွဲမရှိကစားနိုင်ပြီးတော့ ဘိုလ်လူပွဲကိုထိုက်တန်စွာရောက်ရှိခဲ့လို့မြမလက်ရွေးစဉ်အမျိုးသမီးအသင်းသားများအားလုံးအတွက်ဂုဏ်ယူပါတယ်စီးလုံးညီညွတ်မှုအပြည့်နဲ့ကြိုးစားခဲ့ကြလို့အားရကျေနပ်မိပါတယ်ဘိုလ်လူပွဲစဉ်မှာနိုင်ပွဲအတွက်ရေကုန်ရေကန်းအစွမ်းကုန်ကြိုးစားရှင်ပြန်ပြီးတော့နိုင်ငံဂုံကိုဆောင်နိုင်ကြဖို့တိုက်တွန်းလိုက်ပါတယ်ချန်ပီယံဆုရရှိတာနဲ့နိုင်ငံတော်ဘက်ကလည်းထိုက်တန်စွာနဲ့ဂုဏ်ပြုချီးမြှင့်ပေးမှာဖြစ်ပါတယ်ဒါကြောင့်ရရှိတဲ့အချိန်မှာဘိုလ်လူပွဲအတွက်စနစ်တကျအာယုံဆိုင်လေ့ကျင့်ပြင်ဆင်မှုမှာကြားလိုပါတယ်လို့စစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်းကပြောကြားခဲ့ကြောင်းမြန်မာဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်လိုက်ပါတယ် အာနာသိန်းစစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းအခုလိုပြောဆိုလိုက်တဲ့အတွက်မြမအမျိုးသမီးအတင်းကိုအားမပေးချင်တော့ဘူးလို့မြမဘောလုံးပြိတ္တတချို့ကမှတ်ချက်ပြုတ်ပြီးရေးသားထားပါတယ်အစကတော့မြမအမျိုးသမီးဘောလုံးအတင်းကိုအားပေးပေမဲ့အဲ့ဒီမအေးလို့ကြောင့်အားမပေးချင်တော့ဘူးဘာမလို့လဲဆိုတော့အကယ်၍များနိုင်သွားခဲ့ရင်နိုင်ငံဂုံဆောင်လို့ဆိုပြီးတော့ မင်းအောင်လိုင်းရဲ့စစ်တပ်ကကောင်တွေကဝင်ပြီးတော့ပနာယူကြမှာပါပြီးရင်သူတို့ခိုးထားတဲ့နိုင်ငံတော်ပတ်စံတွေနဲ့စုချင်းမြေပေးအောင်မှာကလေးတွေကိုတော့အားနာပေမဲ့အခြားတစ်ဖက်မှာကိုယ်နိုင်ငံသားတွေကိုရရဆက်ဆက်ပတ်ဖြတ်နေတဲ့ဒီမအေလိုစစ်တပ်ကကောင်တွေကဂုံစာပြီးတော့နေရာယူတာတွေကိုမမြင်ချင်လို့ပါလို့မြန်မာဘော်လုံးပြိသက်တအုပ်ကသူ့ရဲ့အမြင်ကိုပြောပြထားပါဗျ။ဒါအပြင်အခြားဘော်လုံးပြိသက်တချို့ကလည်းစစ်ခွေးကောင်းဆောင်ကြောင့်မြန်မာအမျိုးသမီးအသင်းနမိတ်မကောင်းဘူပိတ် ကြက်တွေတုံးပြီးတော့ရှုံးပွဲတွေကြုံတွေ့မယ်လို့မှတ်ချက်ပြု ရေးသားခဲ့ပါတယ်မြန်မာအမျိုးသမီးအသင်းနဲ့ဩစတြေးလျအသက်23နှစ်အောင်လက်ရွေးစင် U23 အမျိုးသမီးအသင်းတို့ရှင်းပြိုင်မယ်ဘိုလ်လူပွဲစဉ်ကိုဩဂတ်စ19ရက်နေ့ည9နာရီခွဲမှာ VNM နိုင်ငံ Large Tray အားကစားခွင့်မှာကျင်းပမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်ဆက်ခွေးတပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂုတ်လ18ရက်နေ့မနက်09:20မိနစ်ခန့်မှာအကြမ်းဖက်ဆက်ခွေးတပ်ကစိုင်းတောင်ရွာကိုဗားတိုက်ပွဲမှာမရှိဘဲနဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်ခွေးတပ်ရဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းအမျိုးသမီး၃ဦးနဲ့အမျိုးသား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့သိရပါဗျ။ ဖားကန့်ဆိုင်းတောင်ရွာဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူတွေနေတဲ့နေရာတွေကိုအကြမ်းဖက်စစ်ခွေးတပ်ကဒရုန်းနဲ့နှစ်နေရာတိုက်ခိုက်ခဲ့တဲ့အတော့ပြည်သူအမျိုးသမီး၃ယောက်နဲ့အမျိုးသား၁ယောက်ထိခိုက်ဒဏ်ရာရသွားပါတယ်အခြေအနေကစိုးရိမ်ရတယ်လို့ဒေတာတွင်းသတင်းအရေးမြစ်ကပြောပြထားပါတယ်ဖားကန့်မြို့အနီးတစ်ဝိုက်မှာလဲတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့ဩဂတ်စ18ရက်နေ့မှာလဲအမိုက်ပုံရွာတစ်ဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်သွားတယ်လို့သိရပါတယ် တိုက်ပွဲနှစ်နေရာဖြစ်တယ်။ညောင်မင်းကုန်းရဲ့အမိုက်ပုံရဲ့ညနေ9:00နာရီကျော်တဲ့အထိညောင်မင်းကုန်းတော့ဝိုက်တိုက်ပွဲတွေပြင်းထန်နေတာပေါ့။အကြမ်းဖက်စစ်ခွေးတပ်ကဖားကန်တပ်မကုန်းဖားကန်အေးမြဆာယာကလက်မကုန်းအဲ့ဒီဘက်ကနေညောင်မင်းကုန်းအရှိတ်ဘက်ကိုလက်နက်ကြီးနဲ့တောက်လျှောက်ပြစ်နေတော့လက်နက်ကြီးအချက်80နီးပါးလောက်ရှိမယ်ပောက်ခွဲတာပြစ်တာတိုက်ပွဲတောက်လျှောက်ဖြစ်နေပါတယ်။တိုက်ပွဲဖြစ်တော့ပြည်သူတွေနေတဲ့နေရာတွေကိုလက်နက်ကြီးကြတာရှိတယ်။ဒီအပိုင်းဖားကန်မှာတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတယ်လို့စစ်ရေးသတင်းအင်းမြစ်ကပြောပြထားပါတယ်။ အကြမ်းဖက်စစ်ခွေးတပ်ဟာဖားကန်ဒေသမှာပြည်သူများနေထိုင်တဲ့နေရာများတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုရည်ရွယ်ချက်ရှိရှိနဲ့ drone နဲ့ပစ်ခတ်ခြင်းလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်ပြည်သူအယောက်240နီးပါးထိခိုက်ဒဏ်ရာရရှိကာပြည်သူ65ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဖားကန်လမ်းပိုင်းအင်းတော်ကြီးဒေသဘက်မှာဖားကန်မြို့အနီးပတ်ဝန်းကျင်မှာတိုက်ပွဲတွေနေ့တိုင်းဖြစ်ပွားနေပါတယ်။ဖားကန်တိုက်ပွဲနှစ်လကျော်အတွင်းမှာစစ်ခွေးတပ်ကထိခိုက်သေဆုံးမှုတွေတော်တော်များတယ်။အဲဒီတော့ဒီကောင်တွေဘက်ကစစ်ကူထပ်ပြီးခေါ်တာတော့ အင်းအား900လောက်ပါတဲ့စစ်ကြောင်းကထပ်ပြီးတက်လာတာရှိပါတယ်လို့ဒေတာရင်းစီရင်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောင်ပိန်ရွာ900ကွက်ကိုအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာပြည်သူတအုပ်တေဆုံးပြီးတော့ရွာလုံးကျွထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဩဂတ်လ16ရက်နေ့မိုးလယ်3နိုင်ကမှာအကြမ်းဖက်စစ်တပ်ကကြောင်မဲမြို့နယ်နောင်ပိရွာ9ရပ်ကွက်ကိုလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ အကြမ်းဖက်စစ်ခွေးတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာကြေးရွာအတွင်းကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူတအုပ်သေးဆုံးကလက်ရှိချိန်မှာပြည်သူများဟာကားဆိုင်ကယ်များနဲ့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။နောင်ပိန်9ရက်ကွက်ရှမ်းကြောင်ရှိညောင်ပင်နားကိုဘုံတလုံးကြတာအတန်တော်တော်ကျဲတယ်ပြီးတော့၃လေးလုံးဇက်တိုက်ကြတာလူတွေမှာအကုန်ထွက်ပြေးနေကြတော့ရွာထဲမှာလည်းကြတယ်လို့ပြောတယ်။မနေ့ကတည်းကဂုတ်တွင်းဘက်ကနေပြစ်ခတ်တန်းတွေတမန်နှလုံးကြားနေရတာအခုကရွာထဲကိုကြလာတာ 9ရက်ကွက်ကနောင်ဘေးရဲ့အထွက်ရက်ကွက်ပါပြည်သူတအုပ်တိတ်ဆုံးတယ်လို့သိထားရတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်အလားတူပဲဇူလိုင်လ26 28ရက်နေ့နဲ့30ရက်နေ့တွေမှာလည်းအကြပ်ဆိတ်ခွေးတက်ကနောင်ဘေးရွာတွေကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းကြောင့်တန်ဃာတော်တဘာနဲ့ပြည်သူတအုပ်တိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်ဒါအပြင်မန္တလေးတိုင်းမိုးကုံမြို့အနောက်ပိုင်းကျက်ပြင်းစီတီလာရှင်ကျောင်းအနီးကို လေရင်နဲ့ဘုံကျဲတက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူများကပြောကြားထားပါတယ်။မနေ့ကဩဂတ်လ18ရက်နေ့မွန်းလွယ်3:30မိနစ်ခန့်မှာလဲမိုးကုတ်မြို့ကြက်ပြင်းစီတီလာရှင်ကျောင်းအနီးကိုလေရင်နဲ့ဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါတယ်။အချမ်းဖတ်စစ်ခွေးတက်ရဲ့လေကြောင်းတက်ခိုက်မှုအတွင်းမှာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မိုးကုတ်မြို့ကြက်ပြင်းစီကတီလာရှင်ကျောင်းသားကိုစစ်ခွေးတွေကလေရင်နဲ့ဘုံကျဲသွားတာပြည်သူတအုပ်ဒဏ်ရာရသွားတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတာပွင့်ဖြူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကပြည်သူ၁၀ဦးကိုဖမ်းဆီးပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ၈ရက်နေ့မှာပွင့်ဖြူမြို့နယ်အတွင်းအင်အား၁၅၀ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးများဟာအုတ်ဖို့ရွာ၊တနက်ဝရွာ၊မကြီးစုရွာ၊ဖလန်ချင်းရွာနဲ့လေးအိမ်စုရွာများကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ပြည်သူ၁၀ဦးကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးကာနေအိမ်များကိုမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗျ။ စစ်ခွေးစစ်ကြောင်းကပြည်သူ၁၀ဦးကိုဖမ်းဆီးသွားပါတယ်ဖလန်ချင်းကြေးရွာသားကိုခင်စော်ကိုတော့ဆက်လက်ပြီးတော့ဖမ်းဆီးထားတော့မယ်ကျန်တဲ့သူတွေကတော့ပြန်လွတ်လာပြီလို့ပြောတယ်ဖလန်ချင်းကြေးရွာကနေအိမ်တလုံးကိုလည်းမိရှုပ်ဖျက်ဆီးသွားပါသေးတယ်စစ်ခွေးတွေပြန်ဆုတ်သွားတဲ့အချိန်မှာနေအိမ်ကပစ္စည်းတွေကိုခိုးယူသွားပါတယ်အဓိကကတော့ဖုန်းတွေပေါ်လို့မင်းဘူးခရအမတ်ခွန်တရင် People Defense Force ပွင့်ဖြူကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာဩဂတ်စ်လ9ရက်နေ့မှာဝါဆိုင်ပြိုးရေးတပ်ကိုပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်ပြီးတော့စစ်ဆောင်ပြည်သူများပြန်လည်နေထိုင်ရန် တော်လိုင်းရဲဘော်များကနယ်မြေရှင်းလင်းရေးတွေပြုလုပ်ပေးနေရတယ်လို့သိရပါတယ်။ဒါအပြင်ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်နောင်ဘူကြီးပါကိုစစ်ခွေးလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့များကမီးရှို့ဖျက်ဆီးနေရာနေအိမ်အလုံး20ကျော်မီးလောင်ပြာကျခဲ့ကြောင်း PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရန်ကရှင်းပြထားပါတယ်။ဩဂတ်စ9ရက်နေ့ကစတင်ပြီးတော့စီဆိုင်မြို့နယ်နောင်ဘူကြီးပါကိုအကြမ်းဖက်စစ်ခွေးတပ်နဲ့ PNO ပြည်သူ့စစ်ကပြည်သူလူထုတွေရဲ့နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ရာနေအိမ်အလုံး20ကျော်မီးလောင်ပြာကျထားပြီးတော့ လက်ရှိအချိန်ထိကိုမိရှုနေဆဲဖြစ်တယ်လို့သိရပါဗျာ နောင်မိုကြီးပါကိုခရိုနီနေဝင်းထိုးဥဆောင်တဲ့ပီယန်နိုပြည်သူစစ်တွေကမိရှို့တာကိုရဲနဲ့ကလေးကစပြီးတော့မနေ့ကအထီကိုရှို့နေစေဖြစ်ပါတယ်အဲ့ဒီမှတ်တမ်းဗီဒီယိုတွေကတော့ကျွန်တော်တို့ drone နဲ့ရိုက်ယူနိုင်ခဲ့တာ၃ရက်ရှိပြီ။နောင်မိုကြီးပါမှာမိရှုခံရတဲ့နေအိမ်ကကျွန်တော်တို့ရိုက်ယူနိုင်ခဲ့တဲ့မှတ်တမ်းအရဆိုရင်နေအိမ်အလုံး၂၀ထက်မနည်းတော့ဘူး။အတိအကျကတော့တွက်ချက်လို့မရသေးဘူး။အဲ့ဒီမှာမိရှုခံရတဲ့နေအိမ်တွေကပြည်သူလူထုတွေရဲ့နေအိမ်တွေပါ။စစ်ဘေးရှောင်တွေရဲ့နေအိမ်တွေဖြစ်ပါတယ်။ပြည်သူတွေကတော့ပြန်လို့မရသေးဘူး။ပြန်လို့မရသေးဘူးဆိုတာကသူတို့ကမောင်းထုတ်ထားလို့လေ။ သူတို့ကအရင်စာပုတ်ပြီးတော့မောင်းထုတ်ထားတဲ့ရွာဖြစ်ပါတယ်ပြည်သူတွေကိုရွာထဲကနေပြီးတော့မောင်းထုတ်တယ်သူတို့ကစစ်ကြောင်းထိုးတယ်ပြည်သူတွေကိုမောင်းထုတ်ပြီးတော့ရွာထဲကိုစစ်ကြောင်းထိုးပြီးပြည်သူတွေမရှိတော့တဲ့နေအိမ်တွေထဲကိုဝင်ပြီးတော့ပစ္စည်းတွေကိုခိုးတယ်အိမ်တွေကိုမီးရှို့တာပဲဖြစ်ပါတယ်လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရန်ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူစစ်ကနောင်ဘုံကြီးပါမှာရှိတဲ့ပြည်သူလူထုတွေရဲ့နေအိမ်များကိုမီးရှို့ဖျက်ဆီးနေမှုအား PNLA ကင်းထောက်တပ်ဖွဲ့က drone နဲ့တပ်တွေရယူနိုင်ခြင်းဖြစ်တယ်လို့သိရပါဗျ။နောင်မိုကြီးရွာနောင်ထော်ကြီးရွာနဲ့တပူးထိုကြီးရွာကိုယနေ့အချိန်ထိကိုမိတွေဆက်လက်ရှုံနေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ဘေးအန်ရဲ့အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလုံမြောက်နိုင်ကြပါစေခင်ဗျာ